ဒီနေ့တော့ဆာလံနံပါတ်29ဖြစ်ပါတယ်အခန်းကြီး29အငယ်1မှ9အိုးဖျားသခင်သားတို့သာဝရဖျားသည်ဘုံတကူကြီးတော်မူသည်ဟုဝန်ခံကြလောသာဝရဖျား၏နာမတော်သည်ဘုံကြီးတော်မူသည်ဟုဝန်ခံလျက်တန်ရှင်းသောတစားကိုဆင်၍သာဝရဖျားကိုကူးခွေကြလောသာဝရဖျား၏အတန်တော်သည် မုတ်တရားပေါ်မှာရှိတော်မူ၏ဘုံချီတော်မူသောဘုရားသခင်သည်မိုးချုံးတော်မူ၏ဒါဝရဘုရားသည်မြားစွာသောရေပေါ်မှာရှိတော်မူ၏ဒါဝရဘုရား၏အတန်တော်သည် တကိုးနှင့် ပြည့်စုံတော်မူ၏ဒါဝရဘုရား၏အတန်တော်သည်ဘုံအာနုဘော်နှင့်ပြည့်စုံတော်မူ၏ဒါဝရဘုရား၏အတန်တော်သည်အာရစ်ပင်တို့ကိုချိုးတော်မူ၏အကယ်စင်စစ်ဒါဝရဘုရားသည် လေမနုံအာရစ်တော်ကို ချိုးတော်မူ၏ အငယ်၆မှ၁၁တောကိုနွားတငယ်ကဲ့သို့၎င်းလေပနုံတောနှင့်ဇီရုံတောကိုကြံ့တငယ်ကဲ့သို့၎င်း ခုံစေတော်မူ၏ဒါဝရဖျား၏အတန်တော်သည်မိရှံကို ခွဲတော်မူ၏ဒါဝရဖျား၏အတန်တော်သည်တောကိုခြောက်ချားတော်မူ၏ဒါဝရဖျားသည်ကာဒေရှတောကိုခြောက်ချားတော်မူ၏ဒါဝရဖျား၏အတန်တော်သည်တမင်ဂျေမရုကိုမွေးဖွားစေတော်မူ၏ တောတဆာတို့ကိုလည်းပယ်ရှင်းတော်မူ၏ဗိမာန်တော်၌ခတ်သိမ်းသောသူတို့သည်ဘုံတော်ကိုပေါ်ပြကြစေသာဝရဖျားသည်မိုးတဲ့မုန်တိုင်းပေါ်မှာထိုင်တော်မူ၏အကယ်စင်စစ်သာဝရဖျားသည် အစဉ်အမြဲရှင်မြင်းအရာနှင့်ထိုင်တော်မူ၏သာဝရဖျားသည်မိမိလူစုကိုခံခန့်စေတော်မူမည်သာဝရဖျားသည်မိမိလူစုအားညီတဲ့ချင်းကောင်းချီးမင်္ဂလာကိုပေးတော်မူမည် မင်းနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘောပါ